င်္ဂလာပါဒီတစ်ပုဒ်ကတော့ဆရာချမ်းမြင့်ဝင်းဘာသာပြန်ထားတဲ့တေပောင်းတေးညီမချင်းသုံးစာအုပ်ထဲကသင်မင်းပင်လေတဲ့သင်မောဆိုတာမျိုးကရေပေါ်မှာမြန်းများပေါ်နေလေလေသူကိုယ်ထဲကိုပုံမြင်ရလေပါရေထဲမှာမြန်းများမြုံနေရင်ကိုယ်ထဲကိုတိတ်မမြင်ရဘူးရှင်းရှင်းလေးပါ ခမားသင်မောတစင်းကိုပိုင်နေဆိုပါတော့ပတ်စံပဲကရရတယ် သင်္ဘောပေါ်မှာတင်ထားတဲ့ကုန်ပစ္စည်းအ ਨੇ များပေါ့မူတည်ပြီးတော့ရပါတယ်ကုန်ပစ္စည်းနဲလေးလေးသင်္ဘောက ရေပေါ်မှာပေါ်လေးလေးကုန်ပစ္စည်းများများတင်ထားရင်သင်္ဘောကရေထဲမှာပုံမြုပ်နေပါမယ်ဒါဒါလည်းရှင်းရှင်းလေးပါပဲပြီးတော့ခမားအနေနဲ့တွက်ချီကြိုက်ဖို့အတွက်သင်္ဘောကို မြုံနေသမျှမြုံနေအောင်ကြိုးစားတော့မယ်ဒါမှပတ်စံပို့ရမှာဟုတ်ဒါပေမဲ့လိုင်းမရှိငြိမ်အေးတဲ့ကန်ဆက်မှာဆိုလို့ရှိရင်တော့ပြဿနာမရှိပါဘူး ကန်းကခွာသွားပြီဆိုတာနဲ့ပင်လယ်ရေကမငြိမ်တော့ပါဘူး။မုန်တိုင်းနဲ့ပါလာတဲ့လိုင်းလုံးတွေတင်မောကိုဝင်ဆောင်တော့မယ်။ကုံလေးချိန်ကြောင့်တင်မောကရေထဲမှာမြောက်လူမြောက်ခင်ဖြစ်နေတော့တင်မောထဲရေတွေဝင်မယ်။တင်မောမြောက်မယ်။တင်မောသားတွေရေနစ်မယ်။ဒါပေမဲ့ခမားကတင်မောပိုင်ရင်ဆိုလို့ရှိရင်ဒီလိုဖြစ်လဲပြဿနာမရှိပါဘူး။တင်မောကိုအာမခံထားတာကို ကုန်ပစ္စည်းအောင်လို့ပတ်စံမရရင်တောင်းအာမခံကနေပတ်စံပြန်ရမယ်အရှုံးရလို့မရှိပါဘူးဆက်ကိုရစုပြည့်တိမ်မှာတင်မော့ပိုင်ရှင်တွေဒီလိုပဲပတ်စံရှာခဲ့တာပါကုန်းတွေအစမတန်တင်တော့တင်မော့တွေကခဏခဏနစ်တယ်တင်မော့သားတွေသေးတယ်ပိုင်ရှင်တွေကတော့ချမ်းသာပြီးရင်ချမ်းသာတယ်1890တခုနှစ်တနှစ်ထဲမှာတင်ပြည့်တိမ်ကံယိုရန်တခုထဲမှာတင်မော့ပေါင်း856ဆင်းမြုပ်ပါတယ် တင်မောသား2000သေးပါတယ်။တခြားတွက်ကြည့်ရင်တင်မောသား9ယောက်မှာတစ်ယောက်ရင်းနှစ်သေးတဲ့သဘောဖြစ်နေပါပြီ။နိဗ္ဗာန်တင်မောတွေဆိုပြီးတော့နာမည်တွင်လာပါတယ်။အုံးလေးချိန်ကြောင့်တင်မောတွေကကန်းကမထွက်ခင်ပါနဲ့မြုပ်ချနေပါပြီ။ဒါပေမဲ့ဥပဒေအရဆိုလို့ရှိရင်တင်မောသားတွေမှာ မလိုက်ရှင်ဘူးလို့ညင်းကုန်မရှိပါဘူး။ညင်းရင်စာချုပ်ဖောက်ပြမှုနဲ့ထောင်ကြပါမယ်။ 1982ခုနှစ်မှာတင်မောမတက်ပဲထောင်ချခံတဲ့တင်မောသား1628ယောက်ရှိပါတယ်တဲ့ပါသမျှတင်မောသားအကုန်လုံးကမလိုက်တော့ဘူးဆိုပြီးတော့နေခဲ့တဲ့တင်မောတစ်စီးရှိတယ်အားလုံးထောင်တဲ့ပျော်ပျော်ကြီးဝင်သွားကြတယ်အဲ့ဒါနဲ့အဲ့ဒီတင်မောရဲ့ပိုင်ရှင်တွေကသူတို့လောက်သားတွေမရှိတော့တဲ့အခါရရလူကိုပတ်စံပေးပြီးတော့ခေါ်တယ်အသက်18နှစ်အောက်ခေါင်းလေးတွေတင်မောပေါ်ရောက်လာတယ် ဘာလုပ်ပေးရရလုပ်မယ်ဆိုတဲ့ကလေးတွေပေါ့တင်မောထွက်သွားတယ်မုန်တိုင်းနဲ့တိုးတယ်မြုပ်တယ်ပါသွားသည်များလူအကုန်သေးပါတယ်ဒါကိုလည်းပိုင်ရှင်တွေကဘာမှ မခံစားရပါဘူးပတ်စံရနေတာကိုခံစားတဲ့သူကယူဆိုင်တဲ့သူတယောက်တော့ရှိပါတယ်သူနာမည်ကဆမ်မြူရယ်ဖလင်းဆိုပါတင်မောရဲ့ဘေးနိုင်ရမှာစီးနဲ့တားထားရမယ် သက်မှတ်ဝန်တင်အမှတ်အသားဆိုတာဖြည့်မြောက်လာဖို့အတွက် ဖလင်းဆိုကအသေးအတန်တိုက်ပွဲဝင်ပါတယ်။ပါလီမန်ဘုတ်ဖွဲ့တွေကဒါကိုသဘောမတူချင်းကြဘူးပေါ့။သူတို့တော်တော်များများမှာကတင်မော်တွေပိုင်ကြတယ်လေ။ကုန်းရှော့တင်လို့ရှိရင်အမျက်နဲ့နေရမှာကိုဇိုးရင်ကြတာပါတဲ့။ဖလင်းဆိုကလက်မလျှော့ပါဘူး။ဝန်ကြီးချုပ်အထိတက်ပြောပါရဲ့။ဒီပါလီမန်ထဲမှာရှိနေကြတဲ့သူတွေအားလုံးက လူသက်ကောင်းတွေပဲ။ ဒီလိုသင်္ဘောစုပ်တွေကိုစီးမရှိကံမရှိကုန်တင်ခြင်းတလို့တင်နေပင်လယ်ထဲကိုလွတ်တယ်သေသွားတဲ့သင်္ဘောသားတွေကိုခမရိုးတတ်တာပဲဒီစနစ်ဆိုးကိုဒီတိုင်းလက်ပိုက်ကြီးနေမှာတော့ခမရိုးလည်းအလိုတူလိုပါဖြစ်နေပြီဆိုပြီးတော့ဖလင်ဆိုးကဆွဆွဲပါတယ်ကျွန်တော်တို့ရဲ့သင်္ဘောသားတွေကိုတေတွင်ထဲပို့တဲ့လူတွေကိုမင်းရမကပေါ်ထုတ်မယ်ခမရိုးဆောင်ကြည့်နေအဲ့လိုမျိုးဖလင်ဆိုးကပြောပါတယ်တဲ့ ဒီလိုနဲ့နှစ်ပေါင်း20လောက်ကြာသွားတော့မှနောက်ဆုံးမှဖလင်းစုကအောင်ပွဲရသွားတယ်တဲ့အခုဆိုရင်တင်မောတိုင်းမှာကုံတင်ခန့်တက်ချက်အမှတ်အသားဆိုရဲမြင်းချောင်းကိုဘေးနေရမှာမြဲပြတာရပါတယ်ဆဝိုင်းရလေကနေမင်းဖြတ်သားထားတဲ့အမှတ်တစိပါအဲ့ဒီမြင်းချောင်းမြုပ်မသွားအောင်အထီးပဲကုံတင်ခွင့်ရပါတယ်မြင်းချောင်းရေပေါ်မှာပေါ်မနေရင်တင်မောကကန်းကနေထွက်ခွန်းကို မရှိပါဘူး အဲ့ဒီဇဝိုင်းထဲကမြင်းကိုပလင်းစုမြင်းလို့ခေါ်ပါတယ်ပါလီမန်ဝင်တယောက်ဖြစ်တဲ့တိုနီဘန်ကပလင်းစုရဲ့စူးစမ်းမှုနဲ့ပတ်သက်ပြီးအခုလိုကောက်ချက်ချပူပါတယ်တဲ့ကျွန်တော်တို့တွေ့ကြုံရလူတယောက်ကစိတ်ကူးကောင်းတစ်ခုကို တွေ့ပြီဆိုလို့ရှိရင်အဆင့်30ဖြတ်ရပါတယ်ဗျာတဲ့ပထမအဆင့်ကတော့သူ့စိတ်ကူးကိုဘယ်သူမှလက်မခံကြတဲ့အဆင့်ပါတဲ့ ဒါကိုသူကဂယူးမဆိုင်ပဲနဲ့ကိုစိတ်ကူးကိုဆက်ပြီးတော့အကောင့်တယ်ဖော်နေရင်ဘေးကလူတွေကဟာဒီလူကတော့ယူပဲဆိုပြီးတော့ကောက်ချက်ချကြတယ်တဲ့ဒါကဒုတိယစစ်မှာတဲ့နောက်ဆုံးစစ်မှာတော့သူစိတ်ကူးကောင်းတယ်ဆိုပြီးတော့လူတွေလက်ခံသွားပါတယ်အဲ့ဒီအချိန်ကြတော့မှအကောင်လုံးကအဲ့ဒီစိတ်ကူးကိုငာရင်စဉ်းစားမိတာပါကွာဆိုပြီးတော့ဝင်ရောက်ပြီးတော့ပါဇက်အရာသာခံကြပါတယ်တဲ့ကျွန်တော်လည်းဒီစကားကိုထောက်ခံပါတယ်တဲ့အင်မတန်ကောင်းတဲ့ ဆန်းသစ်တဲ့စိတ်ကူးမှန်သမျှဟာဒီအဆင့်၃ဆင့်ကိုဖြတ်ရပါတယ်တဲ့ဆိုတော့ကိုယ်မှာစိတ်ကူးတွေရှိရဆိုလို့ရှိရင်အကောင့်ထဲမှာပေါ်ဝဲမနေနဲ့ဘောနော်အဲကိုကိုယ့်ရဲ့စိတ်ကူးကိုတခြားသူတွေကလောကလက်မခံဘူးဆိုလို့ရှိရင်အကောင့်ထဲပေါ်ပြောင်းပေါ်လိုက်တော့ဘောနော်ဒါကဩကိုကြုံတွေ့နေရတဲ့ပထမအဆင့်ပါလားဒုတိယစင်ကြာဟဲ့အောင်မင်းယူပါပါဒီလိုလေးလုံနေပါနဲ့ပညာလို့လို့ပြောကြမယ်ပေါ့နော်။အော်ဒါဆိုရင်အောင်မင်းမသိကြနေပြီပါအဲ့စိတ်ကိုလုံလိုက်တော့ နောက်ဆုံးစင်ကြတော့ခုနကပြောတာအဲ့တိုင်းဒီစိတ်ကူကိုလိုက်ခံမယ်အဲ့ဒါမင်းမလုပ်ခင်ကလေးကဒီလိုငါလည်းတွေးမိပါတယ်ကွာငါကမလုပ်ဖြစ်တာပါဒီလိုမျိုးဝင်ရောက်ပြီးတော့ပါဇက်ရတာခံကြပါမယ်တဲ့ဒီဗီဒီယိုကနေတခုခုရတာမယ်ဆိုလို့ရှိရင်ရှင်းနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်တတတနေ့တာလုံးအဆင်ပြေပါစေနော်